ီမသွားဘူးနော်တင်းမလာမတင်းဘူးဟုတ်မှန်းချာနေလားဒီတင်မိမှာပါလာပြီးတော့အောက်ဆုံးရောက်နေခုအောက်ဆုံးရောက်နေရှာမှာပေါ့အဲ့ကြောင့်အဲ့ကြောင့်အခုကြည့်ခဲ့ရတဲ့ဒီ video file click ကတော့ဒါကျွန်တော်တို့ဒီအရာရီတိုင်းဒေတာဒီမြောက်မြမြို့နယ်မှာပေါ့နော်ဒီအားထက6ကเจ้าမှာလို့သိရပါတယ်ဒီเจ้าသူအချင်းချင်းကိုတိလက်ရောက်ဒီကျူးလို့မြို့တော့ပေါ့နော်ဒါ video click ိုင်းပေါ်တက်လာဖြစ်ပါတယ်အခုဒီဘူယိုကလစ်ကဆိုလို့ရှိရင်ဒါအခုမှဖြစ်တဲ့ဘူယိုတော့မဟုတ်ဘူးကျွန်တော်တို့ဒီပြီးခဲ့တဲ့ကြောင်းဖွင့်ရာသီတုန်းကဖြစ်ခဲ့တဲ့ဘူယိုလို့ကျွန်တော်တို့သတင်းတွေကြားသိရတယ်ပေါ့နော်အာဒီပုံနဲ့ဒီဘူယိုနဲ့ပေါ့နော်ဒီ Facebook တွေရော TikTok တွေရော YouTube တွေရောမှာတော်တော်လေးကိုမှပြန့်နှံ့လာတယ်ဒါပေမဲ့ဒါအခုမှဖြစ်တဲ့ဘူယိုဖိုင်တော့မဟုတ်ဘူးသိရသလားဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ပြီးခဲ့တဲ့ကြောင်းဖွင့်နှစ်တုန်းကပေါ့နော်ဖြစ်တဲ့ဘူယိုဖိုင်ဒီနှစ်မှပြန်ပြီးတော့ပေါက်လာတာ ဖြစ်ပါတယ်။အာဆိုတော့ဒီကိုတိလက်ရောက်ကျူးလွန်ခံရတဲ့ကောင်မလေးကကျွန်တော်တို့ဘာကြောင့်ဒီလိုမျိုးရိုက်ခံရတာလဲ။အဲကိုတိလက်ကျူးလွန်တဲ့လူတွေရောဘာကြောင့်ဒီလိုမျိုးအုပ်စုဖွဲ့ပြီးတော့နိုင်ကျင်ရတာလဲဆိုတော့ကျွန်တော်ဗီဒီယိုလေးကြည့်ပြီးသွားလို့ရှိရင်အာတိတလောက်ထင်တလောက်ပေါ့နော်ပြောပြပေးမယ်။အခုလောလောဆယ်တော့ကျွန်တော်တို့ဒီဗီဒီယိုကလစ်ကိုပေါ့နော်ပြပြဆုံးဆုံးလေးတစ်ချက်လောက်ကြည့်လိုက်ကြရအောင်။အာဒီပါရတဲ့နေရာတွေပါကြာလို့ရှိရင်တော့ကျွန်တော်နည်းနည်းလေးဝါထားလိုက်မယ်။ဘာလို့လဲဆိုလို့ရှိရင်ဒီကလစ်တန်ငယ်နှင်းမနှိပ်ဆက်တဲ့ဟာတွေပါဆိုပြီးတော့ YouTube ကဘန်းပါဆိုလို့ပေါ့နော်အဲ့ဒါလေးတော့အဲကိုဘက်ကိုကြည့်နေဆိုလို့ရှိရင် YouTube မှာတွားပြီးတော့အဲရိုက်ရှာကြည့်လိုက်ပေါ့နော်အ YouTube မှာကြည့်လဲ YouTube မှာကြည့်ရင်တော့တော်တော်တင်ရမှာမဟုတ်ဒီ TikTok မှာတွားကြည့်လိုက်ပေါ့နော် TikTok မှာကျွန်တော်တို့ဒီအာထကညောင်မြအာထက6ဆိုပြီးတော့ရိုက်ရှာကြည့်လိုက်အဲ့ဒါမှာဆိုလို့ရင်လောကဗီဒီယိုအရှင်းကြီးရှိတယ်ပေါ့နော်ကျွန်တော်ကနည်းနည်းလေးအဲ့ဒီရိုက်တဲ့နေရာဆိုလို့ရှိရင်ဝါထားပါမယ်ကဲဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုကလစ်ကလေးတစ်ချက်လောက်ကြည့်လိုက်ကြအောင်နော်ဒီမှာ ဲ့ပဲပြောဘာမှမပြောဘူးပြည့်လာပါဘာလဲလေဘာဘာလဲတော်တော်ရယ်တော်တော်ရယ်တော်တော်ရယ်တော်ကျေးဇူးတင်ပါတော့ကျေးဇူးပါဟုတ်မှားချရတယ်နော်ဒီတင်ပါတော့ပါလာပြီရောအောက်ဆုံးရောက်နေခုအောက်ဆုံးရနေရှားပါတော့အဲ့ကျွန်တော်တော့မစုံပါအဲ့ဒါကိုငါတို့ကတော့မြို့တော်ကတော့ရောက်လိုက်တယ်ငါကလည်းရှာပြီးငါကလည်းလုပ်တယ်ဟုတ်ပါဘူး đi gì... like, là nó... mà lắm tiền không có lấy con nào thì nhớ cái mẹ cái này Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn

တခြားတောင်းပါလေဆက်စုလိုက်ဝင်ဒါနောက်ဆုံးနော်အဲ့ဟာဖြက်ပြီးတင်တင်မလော့ပြီးပြင်ဆုံးဆုံးပြီးကြိုင်အပ်ဖြက်ပြီးမယ်အဲ့ပုံတော့ပြန်ရှာလို့မရတော့ဟေးဟုတ်ပြီတင်မရမှာနော်ဒီဗီဒီယိုကလစ်ကလေးကိုကျွန်တော်တို့ကြည်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အရှိမှာပေါ့နော်အရှိဥဆုံးမှာလာလာချင်း အာကောင်းအဲ့အပုပ်စုနဲ့ဖွဲ့ထားတဲ့အဖွဲကသူပြောပြပေါ့နော်နင်းဘာလို့ဒီဘူကိုလိုင်းမော်တင်လိုက်တာလဲဆိုကျွန်တော်ကြားလိုက်တယ်အာအဲ့လိုမျိုးပြောလိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ထင်တာကတော့ဒီအဲ့လိုမျိုးကိုကြီးလက်ရောက်ပြုလုပ်ခံတဲ့ကောင်းမလေးဘက်ကပေါ့နော်သူတို့မကြိုက်တဲ့ဘူဒီတစ်ခုကိုအာလိုင်းမော်တင်ထားလို့လို့ထင်ပါတယ်အာနောက်ပြီးတော့ဒီအဲ့ဒီဘူဒီကိုသူပြန်ရှာပြီးပြန်ဖြတ်ပြီးလို့အဲ့ဒီအုပ်စုလိုက်ဘက်ကပြောတဲ့ခါမှာကောင်းမလေးကနေငါ့ကိုရိုက်ရိုက်လိုက်လို့အဲ့လိုပဲပြောနေကြတယ်ပေါ့နော်ဟိုဘက်ကကောင်းမလေးကြောင့်နေအသားနာခံပြီးတော့ဘာလို့ မဖြတ်ပေးရလဲဆိုတော့အဲသူတို့ကြားမှာဒီဘာကိစ္စလဲတော့မသိဘူးဒါပေမဲ့နောက်ဆုံးပိုင်းမှာကျွန်တော်တို့တေချာဗီဒီယိုလေးကိုရစ်ပြီးနားထောင်ကြည့်မယ်ဆိုလို့ရှိရင်သိပါလိမ့်မယ်အာသူအတင်းပြောတဲ့ဗီဒီယိုကဒါရိုက်ပြီးတော့တင်နေဆိုလို့အဲအဲ့လိုမျိုးအတွက်ကြောင့်မလို့ပေါ့နော်ဒါသူတို့ဒီအခုလိုမျိုးဒါဖြစ်ကြရလို့ထင်ပါတယ် ဆိုတော့ဒီ Facebook ဒီမှာလည်းရေးထားရပါတော့ဒီ video နဲ့ပတ်သက်ပြီးတော့ဒီကိုစိလေးကကျူးလွန်တဲ့ main ကလေးတွေကိုထိရအောင်အရေးယူပေးနေပညာရေးကနေအပြီးပိုင်းထုတ်ပေးတင်နေဆိုပြီးတော့ရေးထားကြတာရှိပါတယ်ဒါကဒီအကြောင်းရင်းကကနနာလိုက်ပြီးတော့ဗောနော်နှစ်ဦးနှစ်ဖက်ဘာကိစ္စအကြောင်းဘယ်လိုဖြစ်တာလဲဆိုတော့စုံစမ်းပြီးတော့ဗောနော်နှစ်ဦးနှစ်ဖက်စလုံးကိုအာထိရရောက်လေသူတို့ပြောသလိုပဲအရေးယူတင်နေဗောနော်အဲအလွန်ဆုံးကတော့ဒီအုပ်စုလိုက်ဖွဲ့ပြီးတော့အနိုင်ကျင့်အနိုင်ကျင့်နေအဲ့ဒီအဖွဲ့ကိုပို့ပြီးတော့ထိရရောက်အရေးယူတင်နေဗောနော်အဲပြီးလို့ရှိရင်ဒီအဖွဲ့လိုက် စုပြီးတော့အနိုင်ကျင့်ခံရတဲ့ကောင်မလေးကဒီနှစ်ကြောင်းမတက်တော့ဘူးအရင်နှစ်ထဲကသူမတက်တော့တာပေါ့နော်ဒီနှစ်လည်းမတက်တော့ဘူးလို့သူပြောတတ်ကြပါတယ်ဘာလို့လဲဆိုတော့သူအဲ့လိုမျိုးရိုက်ခံရတယ်ပြီးတော့ဒီတောင်းမန်ခိုင်းနဲ့အတွက်ကြောင့်မလို့ပေါ့နော်သူရှက်ပြီးတော့မတက်တော့ဘူးလို့သိရပါတယ်ဒီကောင်မလေးကတော့ဘယ်လိုမျိုးအပြစ်ပေးပြီးတော့အရေးယူလဲဆိုတော့ဘယ်သူမှတိတိကျကျမသိပါဘူးဆိုတော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကိုပေါ့နော်ဒါ live ပေါ်မှာအရန်ပြန့်နှံ့နေလို့ကျွန်တော်ရဲ့ဒီ view ဟာတွေအားလုံးသိအောင်လို့ပေါ့နော်လာပြီးတော့ပြသပေးခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့ထင်မြင်ချက်ကလေးတွေကိုလည်းထုံးစံတိုင်းမှာ comment မှာ အာရေးသွားနိုင်ပါတယ်ဝေဖန်သွားနိုင်ပါတယ်ဗောနော်ဆိုတော့ဒီနေ့ဗီဒီယိုဒီလောက်ပါပဲအားလုံးကိုကျွန်တော်နှုတ်ဆက်လိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်ဘိုင်ဘိုင်